ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Homework အိမ်တို့ YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာရေးဆရာဆရာကျူမွေးဤသမီးတို့ချစ်သူနှမလူဆိုတဲ့ဟာသဝိတုစာအုပ်ကိုအပိုင်း6နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ ။တမှုထူကြနေသောအောင်သူရင်ဤအပြုမှုတို့ကြောင့်ချီချီဝန်းလက်မှဆက်၍မိမနေတော့ပြီ။အောင်သူရင်ဤမိဘများအိမ်တို့သာသူမဤကားကလေးနှင့်မောင်းပို့နေသည်။အောင်သူရင်မှသူ့အိမ်တို့ရောက်သည်နှင့်တပြိုင်နက်ကားပေါ်မှအမြန်ဆင်းကတိုက်တွင်းသို့ပြေးဝင်ရင်းမိ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 သားပြန်လာပြီ။ဟူ၍သူ့မိခင်ကြီးဒေါ်မြာနှင်းရီကိုအခေါ်နေတော့သည်။သူ၏အခေါ်တန်ကြောင့်တော်များနေမှာအိမ်ပေါ်မှာကလေးနဲ့အတူမိဘကန်းတွင်ချက်ပြုတ်နေရမှအ мян ထွက်လာခဲ့သည် ဟဲ့သားဒါကဘယ်လိုဖြစ်ရတာလဲအလံတကြားနိုင်လိုက်တာဟဲ့တော်များနေရီကအန်ဩတာနဲ့ပြန်ပြောနေသည်ထိုပြောတန်ကြရတော့မှ အောင်သူရိမာမိမိအရင်အောင်ပြက်ကကရောက်နေသည်ကိုသတိပြုမိသွားသည်တို့ဖြစ်၍သူသည်ဘောကြောင်ကြောင်လွက်ကပြန်ပြောနေရသည်ဟဲ့ဟဲ့ဒါကမိမိကို တမင်လန့်ပြတ်သွားအောင်လုပ်လိုက်တာပါမိမိရဲ့ဟောင်းသူရိမာစကားဆုံးတွင်မိခင်ကြီးကိုပွေဖက်ထားပြန်သည် ်ချစ်ရည်ဝင်းလည်းမှလည်းသူတို့အန်လီတို့ပြုံချိုသောမျက်နှာနှင့်ရောက်လာခဲ့သည်ဟုတ်တော့ဒါကတော့ဘာဖြစ်ရပြန်တာလဲမရဲ့ပြုမှုတွေကစမ်းလိုက်တာအခုမှအော်စတြေးလျကပြန်ရောက်လာတာကြာနေတာပဲဒါနဲ့ဖေဖေကောမေမေအင်ပေါ်ရမ်းပါလားဟုတ်တော့ဒါကဘာဖြစ်ရပြန်တာလဲသားပြပြမနေ့ကလေးကအရေးပေါ်လူနာရှိလို့ထွက်သွားခဲ့တာသားလေးအသိပဲဟာအောင်သူရဲမအလိမ်မပေါ်စေရန်စကားကိုရှင်းချရပြန်သည်ဟုတ်ပါတယ်မေမေရဲ့ ။ဒါကပြန်လာပြီးမှတ်လို့ပါ။ချီချီဝင်းလဲကဒေါ်မြာနှင်းကြီးကိုလှန့်တိုင်းနေသည်။အန်တီအခုဝတ်တာလေကိုကိုအဝတ်တွေကိုတတိပြုမိရင်လားတတိချာချာကြည့်ပါအောင်။ပြင်းကထွက်သွားတော့ကအဝင့်နဲ့သူအခုဝတ်ထားတဲ့ဝတ်တွေဟာနာယူဝတ်အတွင်းပြောင်းလဲသွားလို့သမီမေးတာကိုသူမဖြေဘူးအန်ဒီပဲမေးကြည့်ပါဦးချီဝင်းလဲကပြောမှဒေါ်မြာနေရီမှာလဲအောင်သူရင်ဝတ်ထားသောအဝတ်တော့ကိုတရိပ်ပြုတ်မိသွားခဲ့သည်ဟေးဟုတ်ပါရဲ့ ။ဒါစောစောကဝတ်သွားတာက Dahis Potion နဲ့ Planet Greek ဘောင်းမီရှိပါ။အခုဝတ်ထားတာက ပစိုးနဲ့ရှန်အင်ကြီးဆိုတော့ဘယ်လိုဖြစ်သွားရတာလဲ။မိမိကိုပြောစမ်းပါဦး။မိခင်ကြီးကမင်းနေ၍အောင်တွေမြေတို့လိန်လေ၍အစဉ်ပြေအောင်ဖြေရမည်စဉ်းစားနေသည် သူစဉ်းစားနေကြမှာပင်မိခင်ဖြစ်သည်တို့များနှင်းဤပြောသံမှာနောက်တစ်ချိန်ပေါ်လာခဲ့သည်ဟေးဟေးအခုမှမမေရိပ်မိနေဘာဟာဆယ်တန်းကျောင်းသားဘွားတို့ကအကျင့်တွေ ပြန်ပေါ်လာပြန်ပြီထင်တယ်ဟုတ်လားဗျာ ဆယ်ရန်ကျောင်းသားဘွားတို့ကအကျင့်တွေဟုတ်လားမေမေဒါတော့မေမေပြောတာနားမလည်ဘူးအင်းဒါကလည်းမိတက်လိုက်တာဒါဆယ်ရန်ကျောင်းသားဘွားတို့ကအင်္ဂဝတ်သွားတဲ့အဝတ်ထည်ကောင်းတွေကိုတခြားဆင်းရဲတဲ့ကျောင်းသားတွေရဲ့အဝတ်ဟောင်းတွေနဲ့မကြာခဏလဲဝတ်တတ်တယ်လေအခုလည်းပဲဒါဟာငငယ်တုန်းကအကျင့်တိုင်းဒါကဘမဝတ်ဆင်ထားတဲ့အဖို့တန်ဝတ်တွေကိုပေးပြီးသူတို့စီကအဝတ်တွေကိုလဲပြီးဝတ်ခဲ့လို့အင်္ဂဝတ်သွားတဲ့အဝတ်စားတွေကအခုအဝတ်တွေနဲ့ပြောင်းသွားခဲ့တာမဟုတ်လားဟဲ့ဟဲ့ဟဲ့ မိခင်ကြီးဤစကားကိုကြားရမှသူလည်းငငယ်တုန်းကသူအဝတ်ကောင်းများကိုဆင်းရဲသောတငငချင်းများ၏အဝတ်နှင့်လဲလဲဝတ်ခဲ့သည်ကို ပြန်သတိရသွားခဲ့သည်ထို့သောသတိရတိုင်းယခုကိစ္စကိုလည်းသူကချော်လဲရောက်ထိုင်လို့ရတော့သည်မိမိကမှတ်ညံတွေအခုတည်းကကောင်းသေးတယ်နော်မှန်ပါတယ်သားဟာမိမိပြောခဲ့တဲ့အတိုင်းဆင်းရဲတဲ့ကျွန်တော်အတီတယောက်နဲ့တွေ့ခဲ့လို့လဲဝတ်ခဲ့တာပါ သူကလည်းအရွယ်ရောအရက်ရောကျွန်တော်နဲ့တူနေတော့ဟန်ကြသွားတာပေါ့သားတို့ခေါ်ပါတယ်သားရင်ရှင်းရတဲ့လူကိုသားကအခုလိုအဝတ်ကောင်းတွေပြီးကောင်းပါတယ်ကဲကဲသားလေးစာနေရောမော်မိမိတို့ထင်းထင်းစားကြရအောင်တမီဝင်းလေလေတခါလေးဝင်စားကွယ်ဟုတ်ကဲ့အန်ဒီချီရီဝင်းလေကသဘောတူခဲ့တော့လဲအောင်သူတွေမှာတော့အကက်တွေ့နေရသည်နန္ဒဆနာယီခန့်ကသူနှင့်ရွှေပိုင်းတို့တရုတ်ဆိုင်တွင်နန္ဒစာကိုစားပြီးခဲ့၍ပင် ယခုထပ်စားပါကစား၍ဝင်ပြီးမထင်ပေမိမိကျွန်တော်တော့သိတ်မစားသေးလို့မစားသေးဘူးမိမိတို့ပဲစားကြပါဟေးမဟုတ်တာပဲဘာကဘာရီများလမ်းမှာစားခဲ့လို့လဲမစားရင်လည်းနင်းနေတော့စားချီဝင်လည်းလည်းဝင်စားမယ်ဟာချီဝင်လည်းကလည်းဝင်ပြောနေသည်ဟုတ်တာပဲကိုကိုရဲ့ညီမနဲ့ကိုကိုထမင်းလက်စုံမစားရတာသုံးနှစ်နီးနီးကြာနေလို့အတူစားကြစို့လေအောင်းတို့ရင်လည်းဆက်မညစ်နိုင်တော့ပဲမစားခြင်းစားခြင်းနဲ့ထမင်းကိုဟာမပြတ်ဝင်စားနေရတော့သည ဥမန်နေရမန်ဖြစ်ပေမဲ့လေကျွန်တော်တို့ဒီအောင်သူရင်ဤအခန်းကိုခိတရဏပြေအောင်ပြက်ကအခန်းကိုဆက်ရမည်ဆိုသောအောင်ပြက်ကမှသူတို့ရွာမှလူကြုံများတွေ့လို့တွေ့냐ရှာဖွေရန်ချစ်ရည်ဝင်လည်းနဲ့အတူထွက်လာခဲ့သည်တို့တော့ချစ်ရည်ဝင်လည်းကိုတော့ထိုအကြောင်းမသိစေလို၍ရေတကုံဖျားဖူးမြည်ဟုအကြောင်းပြကအနောက်ဘက်မှသို့အပိုခိုင်းခဲ့သည်ချစ်ရည်ဝင်လည်းကသူမှလည်းသူနှင့်အတူဖျားဖူးမြည်ဆိုသည်ကိုပင် ဟင်္ဒရသင်္ဘောစိတ်တို့မသွားနိုင်မီဆို၍ပရိယေစင်ကပြော၍တားမြစ်ခဲ့ရသည်ခြေရီဝင်းနှင့်မောင်းသောစူပါရုကားကလေးအနောက်မှောက်မှထွက်ခွာသွားပြီးတွင်ကကအငှရင်နှင့်ဟင်္ဒရသင်္ဘောစိတ်တို့သွားရန်လုသေးသည်ပြီးမှရွှေရကုံစီရီတော်ကြီးတို့ရောက်မှတော့ဖယားမဖူးပဲမသွားခြင်း၍အနောက်ဘက်မှတကူတဲ့တွင်သာရှိသောအက်စကလေတာကလျှက်စစ်လေကားမှရင်မြင်တော်ပေါ်သို့တက်သွားခဲ့သည် ။ရွှေရကုံစေကြီးတော်ကြီးတွင်ရှိသူဤနေနံဖြစ်သောတနင်္ဂနွေတော်တွင်ရေဘောအလူငွေကိုထည့်၍ရေတပ်ပေခဲ့သည်။ထို့နောက်ရွှေရကုံစေကြီးတော်ကြီးအားသုံးဘက်ပတ်ကားလှပြီးမှလာစဉ်ကအတိုင်းအနောက်ဘက်မြို့သို့ပြန်ဆင်းခဲ့သည်။ထိုကားမှတဆင့်ကကအငှရင်ကုံငှား၍ဟင်္ဒရသင်္ဘောစိတ်ကတ်ထာယာကန္နာဘက်သို့သွားခဲ့သည်။ဒုနေရသောရောက်တွင်အောင်ပြက်ကကကာသမကိုကြာသိငွေများပေးကကာဘမဆင်းခဲ့သည်အောင်ပြက်ကမှာဟင်္ဒရသင်္ဘောစိုက်ကထာယာဘောရရာအတိုင်းဆင်းက သူ၏အတီကျွမ်းကိုရှာနေခဲ့သည်15မိနစ်ခန့်ဟင်္ဒရာနှစ်ထပ်တင်မောကြီးပေါ်၌သူတို့ရွာတွင်နေထိုင်သူများကိုရှာနေတော်လဲမတွေ့ရပြီရွာကအမေစီကိုငါဘယ်လိုအကြောင်းကြားရပါမလဲအောင်ပြတ်ကစိတ်ပြက်နေပြီထို့နောက်တော့အောင်ပြတ်ကမှဟင်္ဒရာမျိုးတို့သွားမိတင်မောပေါ်မှပြန်ထွက်လာခဲ့ပြီးဘော်ဒရာတိုင်းရှော့ကံပြန်လာခဲ့သည်သူအနေနဲ့ရွှေပြန်တယောက်ရှိနေသောလက်ဖက်ရည်ဆိုင်ဘက်သို့ရှောက်သွားမိခဲ့သည်တိုက်တိုက်ဆိုင်ဆိုင်ပင်ရွှေပြိုင်မှလည်း လမ်းမစီတို့ကြည်နေကြိုက်မှုအောင်ပြက်ကကိုမြင်တွေ့သွားခဲ့သည်တွေ့လင်တွေ့ချင်းတော့ရွှေပြိုင်မှာအောင်ပြက်ကမှဟောရလာဟု၍တန်တရာဖြစ်သွားခဲ့သေးသည်ရွှေပြိုင်တန်တရာဖြစ်မည်ဆိုလဲဖြစ်เสียပါ၏သူမထာမအောင်သူရင်ထွက်သွားစဉ်ကပစိုးနှင့်ရှိုင်အင်းကြီးလက်ရှိနှင့်ဖြစ်သည်ယခု나ယဝကန်ကြာသေးသောအချိန်တွင်မျက်လက်ပြလိုက်သလိုဘောင်မီရှင်နှင့်ပါတိတ်အင်းကြီးဝှစ်ထားသောကြောင့်ပင် တဦးကအောင်သူတိုင်းတဦးကအောင်ပြက်ကဖြစ်နေသေးကိုတော့ရွှေပိုင်းကမသိရှာပြီသူမထံသို့ရောက်လာခဲ့သောအောင်ပြက်ကကိုအောင်သူတိုင်းဟုထင်ကအံအောမဆုံးဖြစ်နေသည်သို့သောရွှေပိုင်းမှာရှားရှိစွာအံအောမနေနိုင်ပါသူမရှိသို့ရောက်လာခဲ့သောအောင်ပြက်ကကိုလှန့်ခေါ်လိုက်သည်ဟဲ့ငါအောင်ငါကဘယ်လိုဖြစ်သွားတာလဲရင်ရွှေပိုင်း၏အတန်ကြောင့်အောင်ပြက်ကအတန်လာရသို့လှန့်ကြည့်မိသည်လုံးဝမျောလင့်မထသောရွှေပိုင်းဖြစ်နေသည်ကိုတွေ့ရလျင် သူမျက်စိကိုမယုံကြည်နိုင်အောင်ဖြစ်သွားသည်နှင့်တူသူ၏နှုတ်ဖျားမှအာမေရိကန်ကြီးပါပေါ်ထွက်သွားခဲ့သည်။ဟိုက်တော့ဘလို့တို့ရွှေပြိုင်းပါလား။အလိုတာကဘယ်လိုဖြစ်သွားရတာလဲငအောင်ရင်အခုမှငါ့ကိုတွေ့ရမြင်ရတယ်လို့တန်တုံးဖြစ်နေပါသလား။နာယူဝက်တွင်စောစောကနင်းဝစ်ခဲ့တဲ့ပစိုးနဲ့အင်ကြီးစာဘာကြောင့်ဘောင်းမရှိနဲ့ပတ်တဲ့အင်ကြီးလက်တို့ဖြစ်သွားရတာလဲငါဖြင့်အံ့ရော။ရွှေပြိုင်းကအန်အော်ကလေးနဲ့အောင်ပြကားကိုမင်းနေသည်။ အန်အော့နေနဲ့ရွှေပြန်းရီစောစောကလုံချင်တဲ့လူဆိုတာငါနဲ့ရုပ်ချင်းချွတ်ဆွတ်တူနေတဲ့အောင်သူရင်ဖြစ်ပြီးအခုနင့်ရှင်မှရောက်နေတဲ့သူကမှအောင်ပြက်ကအစ်စ်ဟာကိုရွေးအောင်ပြက်ကကပြောပြခြင်းသည်သို့တော်မပြောဖြစ်သေးပြီအခုရှုံမှနောင်ရှင်ဟူသည့်စကားလိုရှုပ်လက်စားနှင့်ဆက်ရှုပ်ထားပြီးနောင်သူနှင့်အောင်သူရင်တို့ဆုံရတော့မှရှင်းကြမည်ဟုအောင်ပြက်ကပိုင်ဖြတ်ထားလိုက်သည်ပိုင်ဖြတ်ထားသည့်အတိုင်းအမှန်တိုင်းမပြောတော့ပဲလိန်ညာ၍ပြန်ပြောနေတော့သည်ဒါကဒီလိုပါ ငါစင်ကာပူနိုင်ငံကိုမသွားခင်တုန်းကဟိုအလုံဘတ်မှနေတဲ့ငါအတီးရဲ့အိမ်မှာတလားလောက်နေခဲ့ရသေးတယ်အခုအဲ့ဒီကို သွားရင်းနဲ့ဟိုတုန်းကဝတ်ခဲ့တဲ့အဝတ်တွေကဒီအိမ်မှာရှိနေသေးလို့ငါကအခုလိုကိုဘမဝတ်ထားခဲ့တဲ့အဝတ်တွေနဲ့လဲပြီးဝတ်ခဲ့လို့ပါဒါဆိုနေဝတ်ထားခဲ့တဲ့ပစ္စည်းတွေသင်္ဘောစီကိုပို့တော့မလားရွှေပိုင်းကပြောနေပြန်သည်ဟေးဘာပစ္စည်းတွေဝတ်ထားလို့လဲဟာနင်တယောက်တည်းဝတ်ထားတာလားအကိုကြီးဘောင်မောင်ကမပါဘူးလား ။ဖောင်ပြကမှာအောင်သူရိန်နဲ့ရွှေပိုင်းတို့ဒီပီနဲ့ဗီဒီယိုဆက်ဝယ်ထားဒီကိုမသိ၍ယခုလိုမင်းနေချင်းပင်။ဟဲ့ငါအောင်နင်ဘာရီပြောနေတာလဲ။နင်းနဲ့ငါနဲ့မနေ့တုန်းကပန်းစိုးတန်းကိုသွားပြီးနင့်အိမ်မှာသုံးဖို့ဒီပီနဲ့ဗီဒီယိုဆက်ဝယ်ခဲ့တယ်လေ။အဲ့ဒီလိုဝယ်ပြီးဒီဇိုင်းကိုယူလာခဲ့တာဟာနင်ဘာရီပောက်နေတာလဲ။ပြီးတော့အကိုဘမောင်လည်းငါတို့နဲ့တူပါလာတာမှမဟုတ်တာ။ဟုတ်လားပဲမြက်ကရမင်းဟာလေနောက်ဆရာမရှိမိပြိုင်းကိုအကြောင်းရိုက်ပြီးနောက်နေတာကို ်ထိုစကားကိုပြောလိုက်သူမှာသူတို့ဤရွာသာလက်ဖက်ရည်ဆိုင်ပိုင်ရှင်ဥတာလဖြစ်သည်ဟာဦးလေးလာရပါကလားဘယ်တော့ကရန်ကုန်ကိုရောက်နေတာလဲအောင်ပြက်ကကသူငယ်စဉ်ကရွာတွင်တည်ကျွမ်းခဲ့ဘူးသောဥတာလကိုတွေ့ရလျင်ဝန်တာအာရနှင့်မေးနေသည်အဲ့ဗျာဒီကောင်ဟာမိဘန်းကိုသာမကဘူးငါကဘာဆက်ပြီးအကြောင်းရိုက်နေပါကလားဟင်ဘယ်လိုကြောင့်လဲဦးလေးရဲ့ ဘယ်လိုဖြစ်ရမှာလဲလွန်ခဲ့တဲ့တနာရီကျော်လောက်ကမင်းနဲ့ငါထိုင်ပြီးစကားပြောနေကြတာကိုအခုမှမြင်တွေ့ကြတဲ့ဟန်မျိုးနဲ့ငါ့ကိုပါအကြောင်းရိုက်နေလို့ပြောတာကွာတော်တော်နောက်တယ်ကောင်ကွာဒုက္ခကြမဖြစ်ရအဖုံဖုံအလုံးစုံကိုအောင်ပြကရိပ်မိသွားတော့သည်ကျွန်တော်လည်းဦးလေးကိုမြင်ရလို့ပြိပန်းကိုအကြောင်းရိုက်လက်စနဲ့ဆက်ပြီးအကြောင်းရိုက်နေတာပါအောင်ပြကအလိမ်မပေါ်စေရန်ချော်လဲရော့ထိုင်းလုပ်နေရသည်ကဲကဲပြောစမ်းပါဦးရွှေပြိုင်း တော်တော်တော့ကတို့ဝယ်လာတဲ့ TV နဲ့ဗီဒီယိုဆက်တွေကိုဗာနဲ့တင်မယ်လို့ပြောခဲ့တယ်လေ။ငါလည်းရန်ကုန်ရောက်မှသတိကအရန်မိနေတာဟာ။အောင်ပြကားကနောက်တစ်ချိန်မမစေရန်ရွှေပြိုင်းကိုအစ်ထုတ်နေသည်။နင်မိတဲ့ရင်လေငါကသတိရအောင်ပြောရမှာပေါ့။နင်စောစောကပြောတာကတော့ဒီ PC တွေကိုအဟင်္ဒရာတင်ဖို့နဲ့တင်ပြီးသွားမယ်လို့ပြောခဲ့တယ်လေ။သတိရပြီလား။ရွှေပြိုင်းမှာအောင်ပြကားတကယ်သတိမိသည့်အထင်နဲ့ယခုလိုပြောပြနေသည်။ဟုတ်ပြီဒါဆိုရင်အစီအစဉ်ပြောင်းမယ်။ င်္ဒရာသင်္ဘောနဲ့မလိုက်တော့ဘူးအငှားကားကိုငှားသွားမယ်လေဒါမှတို့ရွာကိုမြေမြန်ရောက်မှာဟာဟေ့ကားကိုသာငှားသွားရင်သင်္ဘောစီလာတဲ့ဆေးစားလောက်ကုန်လိမ့်မယ်ထင်တယ်မြန်နာတော့မှန်ပါတယ်လေကိစ္စမရှိပါဘူးစင်ကူကနေသုံးနှစ်နေနေငါရှာထားခဲ့တဲ့ငွေတွေဟာဒီတော့တော့ဖြုံးနိုင်ပါတယ်ဒီတော့အငှားကားကိုငါလိုက်ရှာပြီးငှားလိုက်အောင်ပဲဟုတ်လားမှန်ပေသည်အောင်ပြကမှယုံကြည်စိတ်ကြရသောသူတို့ရွာမှလူကြောင်နဲ့တွေ့ရရင်မိခင်ကြီးကိုပေးရန်တထောင်နံငွေဆက်ကိုနှစ်သိန်းသူရင်ပါလာသည် ။ဤလီနှင်းတော်ပင်ခြေပြိုင်ကသူစန္ဒာတိုင်းလိုက်ရောလိုက်သည်။အောင်ပြကကသူတို့အနည်းတွင်ရက်နေသောဆိုင်ရှင်ဥတာလအာပြောင်းချောချောနှင့်ပြောပုံကဥလိတာလာရေကျွန်တော်ကားသွားငှားလိုက်ဦးမယ်။မိပြိုင်းကောဘယ်မှမသွားရအောင်တန်ကျိုးနဲ့ခိုင်ခိုင်ချီထားပြီတော့ဗျို့အောင်ပြက်ကပြောပြီးထွက်သွားရွှေပြိုင်းကနောက်မှနေ၍သူ့ကိုလှမ်းတုပ်နေသည်တိနာကောင်ငါ့ကိုတန်ကျိုးနဲ့အချီခိုင်းရတယ်ခွေးများမှတ်နေသလားဟဲ့ဟွန်း တပတ်တွင်လည်းအောင်တရေမှာထမင်းစားပြီးနောက်အေကန်လွင်ရှိနေသောမဟာဂန္ဒီယံဆန္ဒယာကြီးစီတို့သွားခဲ့သည်ထို့နောက်တော့အောင်တရေမှာတုံနေနေပါမတိကရသောသူဤဆန္ဒယာကြီးကိုတီးကျင်စိတ်ပေါက်လာသည်သို့ဖြစ်၍အောင်တရေမှာဆန္ဒယာတီးရန်အတွက်သာထားသောထိုင်ကုန်၌ထိုင်သည်ပြီးတော့သူသည်ဆန္ဒယာဘုံကိုဖွင့်၍ဆန္ဒယာကိုတီးနေတော့သည် သူတည်နေသောတချင်မှာဇန်တရားလှထွက်ဒီကုံထားပြီးတွင်တွေတိန်တန်တည်ဆွေခဲ့သောနာမည်ကျော်ဆောင်းရဲ့နှင်းရဲ့ကိုချစ်သူရဲ့တချင်ပင် ူစန္ဒယာတိနေ၌သူ၏ဖခင်ဥတ္တထွန်းမောင်မှပြန်ရောက်လာသည်သူစံတရားတည်နေမှုကြောင့်သူဤအနိဒုသူမိဘနှစ်ပါးရောချစ်ရည်ဝန်းလဲတို့ပါအနိဒုရောက်လာကြသည်အလိုငါသားကစံတရားတည်ကျင်တော့လေမပြောမဆိုပဲတီးတော့တာပဲနော်ခိုနေတွေကဖေဖေကနားထောင်ခြင်းတို့တီးခိုင်းတော့လေသားကဂျိတ်ထူနေတယ်ဥဒထွန်းမောင်ကအောင်သူရင်စံတရားတည်နေသည်ကိုကြည်ရင်ပြောနေသည်ချစ်ရည်ဝန်းလဲကလည်းထောက်ခံချက်ပေးသည်ဟုတ်တယ်အန်ကင် အခုလို့ကိုကိုစန္ဒီယာတီမန်သိရင်တမီလေအင်္ဂါဂီတာကိုယူခဲ့ပါတယ်။အခုပြန်ယူလိုက်ရမလား။သိမကြပါဘူး။ No 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 ယူမနေနဲ့တော့နောက်နေ့ကျမှယူလာပါ။အခုကိုကိုတီတာကိုသာနားထောင်ပါကွယ်။အောင်သူရင်ပြောပြီးတော့မြန်နေရီကလည်းပြောနေသည်။တားရင်စန္ဒီယာကြီးတီမနေပါနဲ့။တားရင်တခင်တန်ကုန်လေကြားကျင်တယ်။အောင်သူရင်မှာ မိခင်ကြီးဤစန္ဒာတိုင်းအတိဒါမကပဲတခြင်းကိုပါဆွပြနေရသည်။ဆောင်းမမွေး၍ နိမန္တရီဒီကိုချတော်ဆောင်မင်းသမီးရေကွယ်ဆောင်ရဲ့နိရဲ့ကိုချတူရဲ့ဒူဒူပါပဲကွယ်ဆောင်ရဲ့နေရဲ့ကိုချစ်သူရဲ့ အတူတူပါပဲအသည်မှမြဲတင်စားကြည်ချေဆောင်းစူဒီကအိမြခြင်းကိုတရုတ်ဆောင်တယ်ငွေနှင်းဖြူကတန်းစင်တယ်လို့အတိတ်ပဲကိုယူမယ်ချစ်သူကကွယ်ဆောင်းနေနင်းလို့ဖြူတယ်ဆောင်းရဲ့နင်းရဲ့ကိုချစ်သူရဲ့အတူတူပါပဲကွယ် ကဲဖေဖေနဲ့မေမေတို့ရေအိမ်မော်တက်ပြီးရေချိုးလိုက်အောင်မနော်အောင်တော်ရင်ကဇန်နေရဖုန်းကိုပြန်ပေးကသူ့မိဘများကိုပြောနေသည်ကိုကိုရေချိုးပြီးရင်ပေးသွားအောင်မလဲညီမစောင့်နေမယ်လေရေရေဝင်လက်ကလည်းအောင်တော်ရင်ကိုလှမ်းပြောနေသည်စောင့်နေပါနဲ့ကွာကိုကိုရေချိုးပြီးတေးလောက်အိတ်လိုက်အောင်မလို့ညကစာဖက်များသွားလို့အိတ်ဓာတ်နောက်ကျသွားတယ်လေကောင်းပြီဒါဖြင့်ညီမသွားမယ်မနေ့ကမှကိုကိုကိုလာခွင့်မင်းနော်โอเค အောင်သူရင်ပြန်ပြောရင်အိမ်ဘော်ရတ်တို့တက်လာခဲ့သည်အိမ်ဘော်ရတ်ရှိသူ၏အိမ်ခန်းသို့ရောက်လျင်သူ၏အဝတ်ဗီဒီယိုကြီးကိုဖွင့်ကသူ့အဝတ်တွေကိုစိတ်ကြည့်နေသည်အလိုလိုငါအယောင်ဆောင်ထားတဲ့တောသားငါအဝတ်တွေကိုထင်တိုင်းကျင်းနေတယ်ထင်တယ်အကုန်လုံးကိုပွားတယ်ယမ်းလို့အောင်သူရင်မှာသူ၏အဝတ်ဗီဒီယိုကိုဖွင့်ကြည့်ရင်ရေရွက်နေသည်ရေရွေပြီးဘီရောကိုပြန်ပိတ်၍ရေချိုးကန်းတို့အသွာသူဤကောက်အိတ်ကိုတရိယာကရှာကြည့်မိသည်ဟိုက် ငါကောက်ကြီးကဘယ်နဲ့ကြောင်ဂရင်အောက်ရောက်နေရတာလဲဒီဒေါသကြီးရတာကောက်ရိုက်တဲ့ပုံမရဘူးအိတ်ကိုထောင်မထားဘူးဂရင်အောက်မှာလှည့်ထားတယ်အောင်တရင်ပြောရင်ဂရင်အောက်၌ရှိနေသောသူဤကောက်အိတ်ကိုယူကယခင်သူထားနေကြနေရာဖြစ်သောဘီရိုဘေး၌ထောင်ထားသည်ဤမှ ရေချိုကန်းစီသို့ထွက်သွားခဲ့သည်ရေချိုပြည်လင်းဆွေကျဲလက်စကားကိုဝက်ကယမန်နေညကတင်မော်စီကရရွေတကြောင်ရွှေပြိုင်းနှင့်လေကန်ကရရွေတကြောင်မှသူမှအေးရေးပြက်ရသည် ယနေ့နာနဲ့တွင်ထမင်းစားခဲ့သည်ကလည်းများသွားခဲ့၍ရေချိုး၍အပြည့်တွင်သူသည်အိတ်ချင်လာသည်။အင်းငါမအိတ်ရတာသုံးနေ့လောက်ရှိတယ်ငါကရင်ပေါ်မှာတမိလောက်အိတ်လိုက်ဦးမှာပဲ။အောင်တရေမှာတကိုယ်ရဲပြောရင် သူဤကရင်ပေါ်တွင်ကိုကြီးကိုပြစ်လဲချသည်။ခဏကြာတွင် သူသည်အိတ်ပြောသွားခဲ့သည်။ညနေ9နာရီခန့်တွင် သူသည်အိတ်ပြောရာမှနှုတ်လာခဲ့သည်။နှုတ်လင်နှုတ်ခြင်းသူကရင်နှင့်လက်တကန်းတွင်ရှိသောစာရေးစပွဲကုန်း၌တင်ထားခဲ့သော သူဤအိုမီဂါလက်ဘက်နာရီကိုယူကြည့်သည်ဟိုက်စောက်ကျူးနေညနေ9နာရီထိုးတော့မှာပါကလားရွှေပိုင်းတော့ငါ့ကိုမျောနေတော့မှာပဲငါကဟိုတောသားအောင်ပြက်ကပြန်လာကိုစောင့်နေတာဒီကောင်ကအခုထိပေါ်မလာဘူးဘယ်ကူများတွားနေတယ်မသိဘူးအင်းဒီတောသားကိုစောင့်နေရင်ရွှေပိုင်းကိုပြစ်ထားသလိုဖြစ်နေမယ်မဖြစ်ဘူးမဖြစ်ဘူးရွှေပိုင်းစီကိုငါအမြန်တွားမှာပဲအောင်တွေမှာရွှေပိုင်းအတွက်စိတ်ပူပင်ကအဝတ်များကိုအမြန်လက်ကအောက်ထပ်သို့ပြေးဆင်းခဲ့သည်သူယခုဝယ်သောအဝတ်မှာ သူ့အိမ်သို့လာစဉ်ကဝစ်ခဲ့သောမဇရိုက်လုံကြီးနှင့်ရှာအင်းကြီးဖြူပင်အော်ဒါသို့ရောက်လျင်တိုက်ရှိပန်းချန်တဲ့တွင်သူ့ဖခင်နှင့်မိခင်ကြီးတို့အညောင်းပြေလမ်းလျှောက်နေကြသည်ကိုတွေ့ရသည်သူသည်သူ့မိဘများရှိရာသို့အမြန်ပြေးသွားပြီးဖခင်ဥဒ္ဓထွန်းမောင်ကိုပြောသည်ဖေဖေသားအပြင်သွားလိုက်ဦးမယ်နော်ဟာမိုးပဲချုပ်တော့မယ်သားကဘယ်သွားမလို့လဲကားယူသွားလေမယူတော့ဦးဖေဖေအိမ်ကကားယူသွားရတာရှုပ်ပါတယ်အငှားရင်စီးပြီးသွားတော့မယ် အောင်တွေမှာသူမိဘများဤပြန်ပြောကိုပင်မဆောင်တော့ပဲခြံမြင်တို့အမြန်ပြည့်ထွက်သွားခဲ့သည်အောင်တွင်သည်မူလပရမတွင်တော့အိမ်ကကားကိုယူမောင်းရန်ကြံရွယ်ခဲ့သည်သို့သောထိုကြံကိုသူ့ဘာသာသူဘီရိုအာနာသုံး၍ပယ်ချခဲ့သည်အကြောင်းကတော့အောင်ကြကအစ်စ်ပြန်လာရင်သူနှင့်လူချင်းလဲလဲ၍ရွှေပြိုင်းရှိရာသို့ယောဂါလွင့်မြေဟုစိတ်ကူးထားခဲ့သည်ယခုအောင်ပြကကပေါ်မလာ၍သူသာလျှင်ရွှေပြိုင်းထံသို့ပြန်သွားရပြီမြည်ရွှေပြိုင်းထံသို့ရောက်လျှင်သူ့အနေနှင့်အိမ်ပြန်ရန်မဖြစ်တော့ပြီ ဟိန္ဒရသင်္ဘောကြီးနှင့်ရွာသို့ပြန်လိုက်သွားရပေမည်ထို့သောလက်သွားပါကသူယူလာခဲ့သောအိမ်မကားကိုဒီအတိုင်းပြစ်ထားရတော့မည်ကားကိုပြစ်ထားလျင်ကားတခုလက်သို့မလွဲမသွေပါပြီးသားပင်ဒီတော့သူကအိမ်ကကားကိုမယူဘဲတကိုယ်တည်းထွက်လာခဲ့ခြင်းပင်သူမိဘတွေကတော့သူအပြုမူကိုကြည့်၍အံ့ဩနေကြသည် အောင်သူရင်ချန်ပြင်းတို့ရောက်လျင်အစင်းနှင့်ပင်တစ်ဖက်မှလာနေသောကားကအငှရင်ကိုမြင်၍လက်ပြကားတသည်ဟိန္ဒရသင်္ဘောစိတ်ကိုသွားကျင်တယ်ဘယ်လောက်ပေးရမလဲအောင်သူရင်ကားကဒရိုက်ဘာကိုမေးနေသည် 1500ပေးပါဆရာကောင်းပြီအမြန်သာမောင်းပေးစမ်းပါအောင်သူရင်ပြန်ပြောရင်ကောင်းမောင်းသူဤထိုင်ကုန်ပေး၌တက်ထိုင်သည်ဟင်္ဒရာတင်မောကြီးဆိုက်ကရာတင်မောစိတ်တို့ရောက်လျင်အောင်သူရင်မှာကြတဲ့သောကာကကိုရှင်း၍ကာဘောမအမြန်ဆင်းခဲ့သည်ကာဘောမဆင်းပြေးနောက်ရွှေပန်းကိုဆောင်းခိုင်းထားသောဥဒါလဤလက်ဖက်ရည်ဆိုင်တို့အမြန်ပြေးသွားခဲ့သည်လက်ဖက်ရည်ဆိုင်တွင်ရွှေပန်းကိုမတွေ့ရလျင်သူမှစိတ်ပူသွားတော်သည်သူရောက်သွားချိန်တွင်လက်ဖက်ရည်ဆိုင်ရှင်ဥဒါလမရှိပေ ဒေသတစ်ခုနှင့်အပြင်ထွက်သွားနေသည်အောင်သူရင်မှာရွှေပြိုင်းကိုမတွေ့ရ၍စပွဲတို့ကလေးကိုမေးနေသည်ဟေးဒီမင်းကြီးလေးစောစောကအကိုထားသွားတဲ့ရွှေပြိုင်းဆိုတဲ့အမျိုးသမီးဘယ်ထွက်သွားလဲကွာသူ့အမေကိုစပွဲတို့ကလေးကပြန်မပြေသေးပဲရဲနေသည်ဟိကောငါမင်းနေတာကိုတော့မပြေသေးပဲဘာဖြစ်လို့ရဲနေရတာလဲကွာရဲဆိုအကိုကအဝိဇ္ဇမျိုးမျိုးပြောင်းပြီးဒီဆိုင်မှာဟာတာတွေလာလုံနေတာကို အခုကိုအခုကဘာကျော်မျက်လက်ဝိဇာကြီးဒေးဗစ်ကော်ပါဖီလိုထင်းနေသလားဗျာဟာညီလေးရဒီစကားတွေကိုဘာလို့မင်းကပြောနေရတာလဲကွာရှင်းပြစမ်းပါဦးရှင်းပြစရာလိုသေးသလားကိုရမနေ့ဆယ်နှစ်နာရီလောက်ကတည်းကအကိုဟာမမရွှေပိုင်းကိုအငှားကားနဲ့လာခေါ်သွားတယ်ဟာအဲ့ဒီတုန်းကအကိုဟာဘောင်းမီလက်ရှိကြီးနဲ့အေးအေးအေးရောင်းလို့ဘောင်းမီရှိပါတဲ့အင်ဂျင်လက်တူနဲ့လေဟောအခုပစုံးနဲ့ရှယ်အင်ဂျင်လက်ရှိကို ပြန်ဝစ်ပြီးကျွန်တော်တို့ကိုအကြောင်လာရိုက်နေလို့ရဲနေတာပါ ဇပွဲတော်ကလေးဤစကားကိုနားထောင်ရင် အောင်သူရင်သဘောပေါက်သွားတော့သည်သူမရှိတော့ထူးထူးဆန်းဆန်းအောင်ပြန်ကရောက်လာပြီးရွှေပြိုင်းနှင့်သူဝယ်ထားခဲ့သောတီဗီနှင့်ဗီဒီယိုဆက်ကိုပါယူ၍သူရွာသို့ကားငါးကားသွားရမည်ဟုသူတထစ်ချတွတ်ထားလိုက်သည်ထို့သောအခါမှအောင်သူရင်မှရွှေပြိုင်းအတွက်စိတ်အေးရတော့သည်အင်းဒီတိုင်းဆိုရင်တော့ right man right place လူမှန်နေရာမှန်ပြန်ရောက်ကုန်ပြီမို့ငါလည်းငါမိဘတွေနဲ့ဟန်မပြက်အေးအေးဆေးဆေးနေရပြီတော့မယ် သူလည်းသူ့ရွာမှာသူ့အမေသူ့ချစ်သူနဲ့နေရပြီကောအင်းတို့နှစ်ယောက်ဖြစ်ကထွတ်တော့ကိုစမ်းကြယ်ပါကလားနော်အောင်သူရင်စေတဲ့မအထပ်ပါတိုင်းတွေ့တော့ကတဟာဟာနဲ့ရေနေမိတော့သည် ရွှေပိုင်းအတွက်စိတ်အေးရပြီမို့သူလည်းလာစဉ်ကအတိုင်းကကအငှရင်ကိုစီကအိမ်ပြန်သွားခဲ့တော့သည်ကြားဆိုသည်မှာအောင်ပြကမှလည်းအောင်သူရင်လိုပင် မတွေ့ရတာကြားလာပြီဖြစ်သော မိခင်တော်အေးနွယ်ဤအိမ်သို့ရောက်လျင် အမေရေသပြန်လာပြီဗျဟိုအော်ကအိမ်ထဲသို့ပြေးဝင်သွားခဲ့သည်ဗမောင်ကတော့သူတို့ရောက်လာသည်သိရ၍သူအိမ်မှအပြေးလွှားရောက်လာပြီးကားပေါ်မှ TV နှင့်ဗီဒီယိုဆက်တို့ကိုညီမဖြစ်သူရွှေပြိုင်နှင့်အတူအိမ်ဘက်သို့ဒဲယူပေးနေသည်ဟေ့သာမိနေကွာရန်ကုန်ကိုသွားတာနှစ်ရက်သုံးရက်ပဲကြာသေးတာသုံးနှစ်လောက်ခွဲခွာခဲ့ရတယ်စင်ကာပူကပြန်လာတယ်လို့ဖြစ်နေရသလားလို့ဟီးဒေါအင်းရွယ်ကအန်အော်ဒန်နဲ့အောင်ပြကကိုပြောပြီးရဲနေသည်ဟဲ့အမေကလည်း ။ဒါနဲ့ကွဲကွာနေတာ၊သုံးနှစ်နေပါရှိနေပြီမို့အမေကိုတွေ့ရရင်အရင်လိုပဲသုံးနှစ်လောက်ကွဲကွာနေတယ်ထင်ပြီးပွေဖက်မိတာပေါ့။အမေကစိတ်ဆိုးလို့လား။ပြုတ်မှပြုတ်ရပလီသားရင်အမေဝမ်းထဲမှာကြီးနဲ့မစုံပိတိဖုံးနေတာပေါ့။ဒေါ်အင်းနဲ့ပြန်ပြောင်းနေခိုင်ဗတ်မောင်လဲအောင်ပြက်ကကိုလှမ်းပြော့သည်။ဘေကောင်အောင်ပြက်ကမင်းကမင်းများဥဝဲကလေးမှတ်နေလို့အခုလိုအမေကိုချွဲနေတာလားကွာဟင်ဟာညာကိုစေအကိုကြီးပါမောင် နေကောင်းတယ်နော်ဟီ ဗုဒ္ဓမြတ်စွာဘုရားကယ်တော်မူပါဒါကဘယ်လိုဖြစ်သွားရတာလဲငွေကြိုက်ခံရလို့လားအကိုကြီးရဘာဖြစ်ရမှာလဲမင်းမေးပုံကြီးကအခုမှလူချင်းတွေ့တာကြနေတာပဲမင်းစင်ကာပူကပြန်လာပြီးကလေးကတွေ့ပြီးကြရတဲ့ဟာဘာလာကြောင်နေတာလဲလေးစိတ်မှလာကြုံတော့ကလည်းတို့မောင်နှမကိုခမရတို့လူမနေပြီးကျွန်တော်ကဗျက်ကမဟုတ်ဘူးအောင်သူရင်းမှာဆိုပြီးလူတွေရှိမှအကြောင်းရိုက်ပြီးအချက်ခွဲခဲ့တာအမှတ်ရသေးသလားဟွန်းအောင်ဗျက်ကမှာတော့ဗမောင်ပြောသောစကားများကိုနားထောင်ရင်းပြုံးနေမိသည် သူတို့တွေမှာအောင်သူရင်ကိုသူနဲ့မကရွာကိုခေါ်ခဲ့ပြီးသူကတော့အောင်သူရင်အမတ်နဲ့ချစ်ရည်ရှင်လေတို့ကခေါ်သွားခဲ့ကြပုံကိုမျက်စိနဲ့မြင်အောင်လာ၍ပြုတ်မိခြင်းပင် အကိုကြီးကလည်းဗျာကျွန်တော်ကအခုလိုပဲနောက်ပြောင်တတ်တယ်ဆိုတာအသီးသားနဲ့အမေအခုမှအကိုကြီးရုပ်ကိုတည်တည်ချာချာကြည့်မိတယ်အောင်ပြက်ကမှစကားကိုလှိလွဲပြောဆိုလို၍ယခုလိုစလိုက်ခြင်းပင်ဒီလိုကြည့်မိတော့ငါရုပ်ကချောသလားမချောဘူးလားကွာဟင်း ပြောရမယ်ဆိုရင်ကျွန်တော်စင်ကာပူမှာသွားခင်တုန်းကအကိုကြီးရုပ်ဟာလုံးဝမလှဘူးအခုစင်ကာပူကမင်းပြန်လာတော့ငါရုပ်ကလှလာတယ်ပေါ့ပိုပြီးအကြီးတန်သွားတယ်ဗျအတဒီကောင်အကိုဘမောင်နဲ့ငအောင်တို့ဘာလီကန်နေကြတာလဲ TV နဲ့ဗီဒီယိုတွေဘယ်မှာထားကြမယ်ဆိုတာအစီအစဉ်ကြအောင်လေတို့နေတို့ရွှေပြန်ရောက်လာပြီးပြောနေသည်ဟာမိပြန်ရ တီဗီတွေဗီဒီယိုကိစ္စထဲမိစက်ကိစ္စကလောက်ရအောင်မယ်တို့မှာမိစက်မရှိပဲဓာရီပြလို့ဘယ်ရပါမလဲတို့စကားကိုကြားရရင်ဗမောင်ကအန်ဩတာနဲ့လှမ်းပြောနေသည်တဲဗျက်ကတို့ကတော့ပောက်ပြနေပြန်ပြီမင်းဟာစင်ကာပူနိုင်ငံကပြန်လာမှတဲမိနေတတ်တကူကွာဘယ်လိုကြောင့်လဲကိုဗမောင်ရအောင်ဗျက်ကနားမလဲဟန်နဲ့မေးသည်ဘယ်လိုကြောင့်ရမှာလဲမင်းမဲရန်ကုန်မသွားခင်မိစက်ဝဲဖို့ငွေထုတ်ပေးခဲ့တယ်လေ ။ဒါကြောင့်ဟင်္ဒရာမြို့မှာရှိတဲ့မိဇက်ဆိုင်ကနေဝယ်လာခဲ့တဲ့ဟာဦးမဲမမြင်ဘူးလား။မမောင်ကမိဇက်ထားရနေရာကိုလက်ညှိုးထိုးပြသည်။အောင်ပြက်ကမှချော်လဲရောထိုင်လို့ရပြန်သည်။ဟဲ့ဟုတ်သားပဲ။ကျွန်တော်လည်းအကိုကြီးပြောသလို စင်ကာပူကပြန်လာမှအရန်ကိုမိနေတတ်တယ်နော်။အောင်ပြက်ကအဲစကားဆုံးတွင်ရန်ကုန်မြို့မှာဝယ်လာခဲ့သော TV နဲ့ဗီဒီယိုဆက်ကိုထားရန်ပြုလုပ်နေကြသည်။ဒါထက်ကျွန်တော်ကိုမြမရိုးရာလက်ဝေတင်ပေးခဲ့တဲ့ဖာရီကြီးကအခုပဲမှနေတယ်လေ။ ဘာမှပဲနေသေးသလားအောင်ပြကားကသူ့ဆရာစိန်မိုးပြန်ခေါ်ခင်လူမျိုးဖာရီကြီးအားဒရိယဇွားနဲ့မေးနေသည်အေးဟုတ်သားပဲမင်းကလည်းစင်ကာပူကပြန်လာတော့ကမင်းမမေးလို့ငါကလည်းမေ့ပြီးမပြောမိဘူးဖာရီကြီးဟာစင်ကာပူနိုင်ငံကိုမင်းသွားပြီးလေးလလောက်ကြာမှဟိုဘက်ရွာကိုပြောင်းသွားပြီးသိပ်မကြဘူးတနည်းလောက်ကြာမှဆုံးသွားခဲ့တယ်လေဟာဖြစ်မှာဖြစ်ရလေတယ်ဗျာကျွန်တော်သွားတော့ကတော့ကြမ်းကြမ်းမှမှာပဲဟာဒါဆိုဖာရီမြုံနှံထားတဲ့သင်္ကန်းကိုသွားပြီးဖာရီကိုကြော့လိုက်အောင်မယ်အကိုကြီးလိုက်ကြဗျာ ။ငါလိုက်ပြမယ်နီ။အကူမမောင်ကိုကုမ္ပဏီနဲ့ပါတီရဲ့ဇာမနာကိုငါလည်းလိုက်ပို့ခဲ့လို့သိပါတယ်။နင်ပေတော့သွားမှလဲ။ရွေးပိုင်းကအောင်ပြကကိုမေးနေသည်။အခုအချိန်ရှိသေးတာပဲ။အခုပဲသွားကြတော့ကြရအောင်။သွားလေ။ငါလိုက်ပို့ပေးပါမယ်။ရေပြန်းဤစကားဆုံးတွင်အောင်ပြကမှသူဤဆရာဖာရီကိုကြော့ရန်အိမ်ပေါ်မှထွက်သွားခဲ့ကြသည်တိုက်တိုက်ဆိုင်ဆိုင်ပင်သူတို့မှအောင်ပြကဤရံဘက်ရံလင်းနှင့်ရွာပြင်လေကွင်းတဲ၌မျက်နှချင်းဆိုင်ဆုံမိကြသည်ရံလင်းမှလွင်ခဲ့သောရံများက သူတွေ့ကြရသောအောင်သူရင်အထင်နဲ့အောင်ပြက်ကကဗမာမခန့်ကြီးကမေးနေသည်အဟဲတွေ့ပြန်ပြီကောဒီစုံတွေ့ဘယ်သွားကြမလို့လဲငါစီကိုလာပြီးဒုထောက်အညံ့ခံတာတော့မဟုတ်ပါဘူးနော်ရန်လင်းဤပြောစကားကြောင့်စိတ်ဆက်သောအောင်ပြက်ကမှဒေါသတွေပေါက်ွဲသွားတော်သည်ဟိတ်ကောင်ခွေးစကားမပြောနဲ့မင်းလိုကောင်မျိုးကိုငါကဒုထောက်အညံ့ခံရအောင်ငါနဲ့ရှင်တိုင်းမင်းဘယ်နှခါများငါ့ကိုနိုင်ဘူးလို့လေပြောစမ်းပါဦးငမိုက်သားရဲ့ဟွန်း ရန်လင်းမှာရုတ်တရက်အပြောဆိုရောအမှုရပါလွင်ကတော့ရန်များကတွေ့ကြရသောအောင်ပြက်ကနှင့်လုံးဝမတွေ့ပဲရောင်းလဲသွားမှုကြောင့်အံအားတင်သွားခဲ့သည်အလဲဒီတခါမင်းပြောပုံဆိုပုံဟာအရင်တနေ့တွေ့ကြတုန်းကလည်းမတူပဲလုံးလုံးကြီးကိုပြောင်းလဲသွားပါလားကွာဟိုရက်တွေတုန်းကတော့မင်းပြောပုံဆိုပုံတွေဟာသေဘောကြောင့်တဲ့ဟန်မျိုးနဲ့ပြောခဲ့တယ်ဟောအခုတော့တမျိုးဖြစ်သွားပြီဒီမဲ့ရန်လင်းမဟုတ်တာတွေပြောမနေနဲ့ငါဟာဘယ်တော့မှသေဘောကြောင့်တဲ့စကားတွေမပြောဘူး ငါနာမည်ကဗျက်ကားတဲ့ဗျက်ကားဆိုတာပါဠိလိုပေးထားတာမြန်မာလိုဆိုရင်ကြားတယ်ကွာကြားဆိုတဲ့တရားဟာဘယ်တော့မှကြောက်စိတ်မရှိဘူးလာမဲ့ဘေးကိုရဲရဲဝံ့ဝံ့ပြေးတွေ့တတ်တယ်အမိကုတ်ပြီးမပြေးဘူးဒီတော့ပြောစမ်းမင်းမပါလို့ချင်တယ်လေအခုချက်ချင်းစိတ်မကြည်ဘဲနှွှဲချင်သလားငါကတော့အသင့်ပဲတင်ငယ်ချင်းအနိဒံပါလာလာရွှေပြိုင်းမှာတော့အောင်ပြက်ကအေးတတ္တိရှိရှိနဲ့ပြောနေသောဇာတ်တွေကြောင့်အလွန်တရာအာရကျဉ်တ်နေတော့သည် အောင်ပြကဓမ္မရဲရဲဝင်းဝင်းနဲ့စိန်ခေါ်တန်ကြောင့်ရန်လင်းမှာကြောက်ရွတုံသွားတော်သည်သူနဲ့အောင်ပြကတို့မှာဗလာချင်းပဲရှင်ရှင်တတ်ဒီချင်းပဲရှင်ရှင်လက်ဝိပညာချင်းပဲရှင်ရှင်လုံးဝလုံးဝမရှင်နိုင်ဖြစ်နေသည်ကိုသူသိသည်ယခုမခံကျင်သောစိတ်နဲ့အောင်ပြကနဲ့ဖိုက်ကြလျင်ဒုသာလျင်မရှုမလနဲ့လူဘဝကထွက်သွားရလိမ့်မည်တို့ဖြစ်၍ရန်လင်းမှာမရှင်တော်ပဲအောင်ပြကကိုတောင်းပန်စကားပြောနေရတော်သည်အီးငါကမင်းကိုစနေတာပါကွာမင်းကလည်းတော့ကြီးပဲကိုကဲကဲ မင်းတို့နှစ်ယောက်လည်းသွားကြရှိတယ်မဟုတ်လားသွားကြပြီတော့ငါလည်းသွားကြရှိနေလို့ပါရန်လင်းစကားဆုံးတွင်ရွှေပြိုင်းကဆက်စုံသောမျက်နှာနှင့်ရန်လင်းကိုကြည့်ပြီးမေးနေသည်ဟဲ့နင်ဖတ်မသွားနိုင်အောင်နင်နဲ့ငါအဟာအခုလမ်းမစနေနေ့မှာလုံဝေထိုးဖို့ချင်းထားခဲ့တယ်မဟုတ်လားဒီပွဲကိုဖြတ်သိမ်းမှလားအတိပြုပေးရမှလားဆိုတာပြောခဲ့အောင်လေဟဲ့အာအာဖြတ်ဖြတ်ဖြတ်သိမ်းလိုက်ပါဟာငါမထိုးတော့ပါဘူးကဲငါသွားတော့မယ်ကွာရန်လင်းကထဲထဲပြပြနဲ့သူတို့အနည်းမှလစ်ထွက်သွားတော့သည် ူနဲ့ဟိုတခါတွေ့ကြတဲ့ကအခုလိုအပြတ်ပြောလိုက်ရင်ပြီးတဲ့ဟာအဲ့ဒီတုန်းကတော့နင်ဟာပြော့ညံ့ညံ့လုပ်ခဲ့တာကိုနင်ပြောခဲ့တာတွေနားထောင်ရင်နင်ကိုအမလို့အမရဖြစ်ခဲ့ရတယ်အခုမှပဲအောင်ပြက်ကပီသားစွာနဲ့ပြောလိုက်တော့ဟိုကောင်ရန်လင်းဖြားသွားပြီမဟုတ်လားခိ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 ရွှေပြိုင်မှာအောင်ပြက်ကရန်လင်းကိုပြောလိုက်တော့စကားများကြောင့်အလွန်အားရကျဉ်တဲ့တန်းနဲ့ပြောနေသည်အောင်ပြက်ကမှာတော့ရွှေပြိုင်ပြောတယ်ဘုံကိုနားမလဲ၍ပြန်မေးနေသည်နေပါဦးမိပြိုင်ရဲ့နင်ဘာတွေပြောနေတာလဲ ငါဟာဘယ်တော့မှဒီရန်လင်းဆိုတဲ့အကောင်ပေါ်မှာပြုံညာညာလုတ်ခဲ့လို့လေအများရန်ငါအခုလိုပဲပြောခဲ့တဲ့ဟာငါအောင်ရင်စင်ကာပူကပြန်လာမှနင်းမိတတ်တယ်ဆိုတာအယံကိုမှန်းနေပြီဘာဖြစ်လို့ဒီလောက်တောင်မိတတ်ရတာလဲကဲကဲရန်လင်းနဲ့နင်းဖြစ်ပုံတွေကိုနင်းမိတတ်လို့သတိမရသေးရင်ငါကပဲပြောပြပါမယ်ဟဲ့ရွှေပြိုင်ကအောင်ပြကတကယ်သတိမေ့နေသည်အထင်နဲ့ရန်လင်းနဲ့လွယ်ငယ်သောရန်များကတွေ့ဆုံခဲ့ကြပုံကိုပြန်ပြောပြနေတော့သည်ရွှေပြိုင်ပြောပြတော့မှ အောင်ပြက်ကမှလည်းနားလေသဘောပေါက်သွားခဲ့တော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကျူမွေးဤဟာတာဝုဒ္ဓတပုတ်ဖြစ်တဲ့တမိတို့ချစ်သူနှမလူဆိုတဲ့ဟာတာဝုဒ္ဓစာအုပ်ကိုအပိုင်း၆နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခန်းစားပေးခဲ့တဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း၇မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာဘေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ